်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံထိပ်သီးအစည်းအဝေးတက်ရန်အစံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တွင်ပြုလုပ်မည့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်အကြံဖတ်စေကောင်းဆောင်ဖိအောင်လိုင်းကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရကြောင်းမလေးရှားအစိုးရနှင့်ပုံမှန်ထိတွေ့ဆက်ဆံမှုများလုပ်နေရသည့်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘာလ26ရက်နေ့မှအော်တိုဘာလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တွင်58ကျိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်ကောင်းဆောင်စည်ရင်တွင်မင်းအောင်လိုင်ပါဝင်သည်ဟုအကြံဖတ်စစ်တပ်လော်ဘီများကဝါဒဖြန့်နေကြတော့လေလက်တွေတွင်မလေးရှားကမင်းအောင်လိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရပါသည် အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စစ်ကောင်းဆောင်ကိုဖိတ်ထားတာမရှိဘူးထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတရားတာပါအခုတတိတော့ဖိတ်ထားတာမရှိဘူးလို့သိရတယ်ဟုမလေးရှားနိုင်ငံသားရေးဝင်ကြီးဌာနနှင့်ထိတွေ့ဆက်ဆံမှုရှိနေသည့်တော်လန်ရေးတရင်ရင်မြက်ကဆိုပါရယ်မလေးရှားနိုင်ငံတွင်ပြုလုပ်ကျင်းပမည့်၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မည့်ခေါင်းဆောင်များစည်ရင်တွင် မင်းအောင်လိုင်းနာမည်ကိုထက်သွင်းဖော်ပြခဲ့သည့်မလေးရှား New Straits Times သတင်းဌာနကရခိုအကမင်းအောင်လိုင်း၏နာမည်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်မြှင့်ခေါင်းဆောင်များဆက်ရမှဖြုတ်ပယ်ပြီးအမှားပြင်ဆင်မှုများလှုပ်ဆောင်သွားသည်။အာဆီယံထိပ်သီးအစည်းအဝေးတွင်အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံကြီးများ၏ခေါင်းဆောင်တချို့တက်ရောက်မည်ဖြစ်ပြီးအရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်လက်ခံခြင်းအာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်နိုင်ငံသို့လွှဲပြောင်းခြင်းအပါအဝင်ကမ္ဘာရေးရာနှင့်မြန်မာရေးရာတို့ကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများတွင်ဖော်ပြထားပါသည် ဆက်လက်ပြီးဦးကုကိုကြီးနှင့်ဒေါ်သက်သက်ခိုင်တို့ရန်ကုန်မြို့ပေါ်ကအဝင်ပြိုင်ကြီးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဆေးဥစုပြုလုံးမဲ့ရွေးကောက်ပွဲတွင်ပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကုကိုကြီးသည်လမ်းမတော်မြို့နယ်မှပြည်သူ့လွတ်တော်ကိုယ်စားလှယ်အနေဖြင့်အဝင်ပြိုင်ကြီးဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်မှရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တို့မှဝင်ရောက်ရှင်ပြိုင်ပြီးဟုစစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ပါတယ်။ 88မျိုးဆက်ကြောင့်တာခေါင်းဆောင်တအုပ်ဖြစ်သည့်ဥကုကိုကြီးသည်2018ခုနှစ်တွင်ပြည်သူ့ပါတီကိုတည်ထောင်ခဲ့ပြီး2020ရွေးကောက်ပွဲ၌တောင်ဥကလာပါမျိုးနှင့်ပြည်သူ့လွတ်တော်မှဝင်ရောက်ရှင်ပြိုင်ခဲ့တော်လဲမဲပေးသူ2006မှ2.84ရာခိုင်နှုန်းသာရရှိခဲ့သဖြင့်ရှုံးနိမ့်ခဲ့ရသည်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်သူ့ပါတီကိုပြန်လည်မှတ်ပုံတင်ကစစ်ကော်မရှင်ရွေးကောက်ပွဲ၌တနိုင်ငံလုံးဝင်ရောက်ရှင်ပြိုင်မည်ဖြစ်သည့်ပါတီအဖြစ်ကိုစလေလောင်း932ဦးတင်သွင်းထားသည်ထို့တူဒေါ်သက်သက်ခိုင်သည်လည်း ပဒံကမယုတ်အလုံးစံချောင်းကြီးမြင့်နိုင်လှိုင်မယန်ကုံမြောက်ဥက္ကလာပါမျိုးနယ်များပါဝင်သည့်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှင့်နိုင်သူအကုံယူစနစ် FPTP စနစ်၌ဝင်ရောက်ရှင်ပြိုင်မိဟုသိရသည်ဒေါ်သက်သက်ခိုင်သည်နိုင်ငံရေးလောကသို့2014ခုနှစ်တွင်အမျိုးသားဒီမိုကရေစီအခွဲချုပ်ပါတီ NLD မှတဆင့်ဝင်ရောက်ခဲ့ပြီး2015ရွေးကောက်ပွဲ၌တကုံမျိုးနယ်ဖြစ်သူလွတ်တော်ကိုစလေလောင်အဖြစ် NLD မှဝင်ရောက်ရှင်ပြိုင်အနိုင်ရရှိခဲ့သည့်အမတ်ဟောင်းတအူဖြစ်သည် ်အန်အဒီမှထုတ်ပယ်ခံခဲ့ရပြီးနောက်2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတိုင်းမယံကုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ရာအန်အဒီပါတီမှဒေါ်မေဝင်းမြင့်ကိုရှုံ့နှိမ်ခဲ့သည့်အာနာသိမ့်ပြီးနောက်စစ်ကောင်စီကဖွဲ့စည်းသောအစိုးရအဖွဲ့တွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝင်ကြီးဟိုတယ်နှင့်ခရီးသွားလာရေးဝင်ကြီးဖြစ်လာခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီသည်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲ၌ထနိုင်ငံလုံးခွင့်ရောက်ရှင်ပြိုင်မည်ပါတီအဖြစ်ကိုစလေလောင်682ဦးတင်သွင်းထားသည်ဆလပီရေရာရှင်မျိုးနယ်ရွာတိတိရွာကိုစကစအထိုင်စက်ခန်းနဲ့ခင်းစက်ခန်းတွေကို PDF တိုက်ခိုက်သိမ်းပိုင်ဒေချောင်းရံကောက်ွယ်ရေးတက်ရင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါစကစထက်တာ15ဦးသေဆုံးတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ပကိုးတိုင်းရေရာရှင်မြို့နယ်ရွာတစ်ကျေးပါရှိအင်အား60ခန့်စစ်ကောင်စီအထိုင်စခန်းကို PDF ဖြူဟာစစ်တောင်းကောက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာလေးချောင်းရံကောက်ပွဲရေးတပ်မှဒုဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်ကောင်စီတပ်သား15ဦးသေဆုံးခဲ့တယ်လို့နေပြည်တော် PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။အော်တိုဘားလ20ရက်မှစစ်တောင်းမြေအရှိဘက်ကန်ရှိရွာတစ်ကျေးပါမှအင်အား60ခန့်တပ်ဆွဲထားသောစစ်ကောင်စီအထိုင်စခန်းကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိတပ်ရင်းတွေစုဖွဲ့ထားတဲ့ဖြူဟာစစ်တောင်းကောက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီဘက်မှတိုက်ရင်မှုအပအဝင်15ဦးသေဆုံးခဲ့ပြီးစစ်တုံးဘက်2ဦးဖမ်းမိခဲ့တဲ့အပြင်ဒရုန်းကြံပါအထိုင်စက်ကြီးတစ်လုံး MB11 တလံ MB3 တလံ G3 သုံးလံ60မမတလံပစ္စတိုတလံ60မမ G5 လုံး G ပေါက်10ကိုကြီးမျိုးစုံတစ်ထောင်ကန်းနဲ့မီးစက်တလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်တီဆုံးသွားတဲ့စစ်ကောင်စီတရင်မှာဒုတိယဗိုလ်မှူးကြီးညီညီနိုင်လေကြောင်းရန်ကောက်ွက်ရေးတက်လာကတ2029မှာဖြစ်ပြီးအရှင်ဖန်းစည်းချိန်မှာပစ္စတိုထုတ်ပြီ ခုခံမှုပြုလုပ်တာကြောင့်အတိဖြစ်တက်လိုက်တာလို့အတိပေးထားပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာပြီးစုခွာထွက်ပြေးသွားကြောင်းနဲ့ရွာတိကျေးရွာထိုင်စခန်းနဲ့ချေးရွာတွင်ရှိစစ်ကောင်စီကင်းစခန်းတွေအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးပစ်ခတ်မှုတွေ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မှပိတ်မိနေတဲ့ဒေသခံပြည်သူတွေကိုလည်းတိုက်ပွဲလွတ်ရာနေရာသို့ကယ်ထုတ်ပေးခဲ့ပြီးတိုက်ပွဲတွင်မှတော်လန်ရေးဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ လက်ရှိအချိန်မှာစစ်ကောင်စီဘက်ကစစ်ကူအင်အားတွေဖြစ်ပြီးပြန်လည်တိုးဝင်လာတာကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်စစ်တောင်းမြေကန်ဝွင့်ရင်ရှိချေးရွာတွေမှပြည်သူတွေအနေနဲ့စစ်ရေးတတိနဲ့နေထိုင်သွားလာကြဖို့ကိုလည်းအသိပေးထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့လမ်းညွှန်ချက်အတိုင်းအမှတ်နှစ်စစ်စင်ရေးနယ်မြေစစ်တောင်းအရှိဘက်ကန်ရှိတာရှိနေအခြားဒေသတွေမှာနေပြည်တော်တိုင်းစစ်ဌာနအနေနဲ့စစ်စင်ရေးတွေအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့လည်းသတင်းရရှိထားပါတယ်။ ဆက်လက်ပြီးနေရီကန်ဗျူဟာကုန်းကနေဗရန်တက်နယ်အတွင်းကိုစုခွာလာကြတဲ့စစ်ကောင်စီတပ်သားတွေကိုအေအေနဲ့ပူးပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းအမ်ဗရန်လန်ပိုင်ရှိနေရီကန်လေးကျောင်းရံကကွေးရေးစခန်းဗျူဟာကုန်းရဲ့လက်ကျန်စခန်းတွေကနေဗရန်တက်နယ်အတွင်းကိုစုခွာလာကြတဲ့စစ်ကောင်စီတပ်သားတွေကိုအေအေနဲ့ပူးပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတယ်လို့ဒေါ်လာရေးတပ်ဖွဲ့ဝင်တွေကသိရပါတယ်။ နိုင်ရကန်လီကျောင်းရံကောက်ခွေရေးစကန်ကိုအရကတတ်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့တိုက်ခိုက်မှုကြားကနေတချို့တဝက်ကိုတိမ့်ပိုက်ထိန်ချုပ်ထားနိုင်ခဲ့ပြီးကြံရှိနေသေးတဲ့စကန်တွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါဗျ။နိုင်ရကန်ဗျူဟာကုန်းစကန်မှာစစ်ကောင်စီတပ်ရဲ့လက်ကျန်စကန်ဖြစ်တဲ့ခမောက်တောင်စကန်တစ်ခုသာကြံရှိတော့တာဖြစ်ပြီးအေအေနဲ့ပူးပေါင်းတပ်တွေကလည်းအဲ့ဒီစကန်ကုန်းကိုတိမ့်ပိုက်နိုင်ဖို့အတွက်ထိုးစစ်အရှိန်နှင့်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်သားတွေဟာလည်းအဆိုပါစခန်းကနေဗရန်တက်တဲ့အတွင်းကိုကစင်ကလျာထွက်ပြေးနေကြတာဖြစ်တယ်လို့လည်းတော်လန်ရေးတပ်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါရယ်။နေရီကံပြူဟာကုန်းမှာတော့ခမောက်တောင်စခန်းတစ်ခုသာကြန့်ရှိတော့တာပါ။အဲ့ဒီစခန်းလေဘယ်နေ့ဘယ်ချိန်မှကြာမလဲတော့မပြောတတ်ဘူး။တော်လန်ရေးတပ်တွေကလည်းအဲ့ဒီစခန်းကိုအနီးကပ်စောင့်ကြည့်တိုက်ခိုက်နေကြတာပါ။ပြီးတော့စစ်ကောင်စီတပ်သားတွေဟာလည်းအဲ့ဒီစခန်းကနေဗရန်တက်နယ်ကတပ်ရင်းတွေကိုစုဖွဲ့လာမှုတွေရှိနေတော့အေအေနဲ့ပူးပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတာပါလို့အဆိုပါတော်လန်ရေးတပ်ဖွဲ့ဝင်တအူးကဆက်ပြောပါရယ် စစ်ကောင်စီတပ်ဟာအေအေနဲ့ပူးပေါင်းတပ်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့နယ်ရီကံပြူဟာကုန်းအနီးတစ်ဝိုက်ကိုလေကြောင်းကနေနှိမ့်စင်ရက်ဆက်ဘုံကျဲချတိုက်ခိုက်မှုတွေဒရုန်းတွေကိုအုံပြုကာခင်းထောက်တာတွေကိုလည်းလုံဆောင်နေတယ်လို့သိရပါဗျ။အေအေနဲ့ပူးပေါင်းတပ်တွေဟာနယ်ရီကံပြူဟာကုန်းစခန်းကိုတချို့တဝက်တင်ပိုက်ပြီးတဲ့နောက်ကာပါဆာဆက်လီဆက်ယုံနဲ့6မိုင်အကွာအမ်ပတန်လန်းဆုံမှာရှိတဲ့ပြင်းဝစစ်ဆေးရေးကိန်းနဲ့တာယာကုန်းကြီးွာနီးမှာစစ်ကောင်စီတပ်ကကာကင်းစခန်းတွေအများအပြားတိုးချဲ့ဆောက်လုပ်နေတယ်လို့လည်းသိရပါဗျ။နယ်ရီကံပြူဟာကုန်းမှာကြံခဲ့ကြတဲ့ စေကောင်စီတပ်သားတွေဟာအဲ့ဒီအမ်ဘရန်လန်းစုံမှာရှိတဲ့မြင်းဝစစ်စေးရိတ်ကိန်းနဲ့တာယာကုန်းကြီးရွာကကာကင်းစခန်းတွေကိုထွက်ပြေးလာတာကြောင့် AA နဲ့ပူပေါင်းတပ်တွေကဖိုက်တာကုန်းနဲ့ခုတ်ကြီးကြီးရွာဘက်တွေကပိတ်ဆို့ဖြတ်တောက်ကလိုက်လံရှင်းလင်းနေတာဖြစ်တယ်လို့လည်းသိရပါတယ်။နေရီကန်ကုန်းမှာပါစာတွေအများပြရှိတာပါ။သူတို့ကဆက်မတိုက်ချင်တဲ့အတွက်ထွက်ပြေးကြတာပိုများပါတယ်။ပြီးတော့စစ်ကောင်စီဟာလေးချောင်းကိုအုံဖြူပြီးတော့လေအကြီးပိုင်းတွေကိုလက်ကျန်စခန်းကနေဗရန်တက်နဲ့ရှိတိုက်ရင်တွေကိုပို့နေတာလည်းရှိတယ်လို့သိရပါတယ်။ အကြီးပိုင်းတွေကိုကြခဲထုတ်သွားခဲ့ပြီးငွေပိုင်းတွေကိုကြတော့ထားခဲ့တာလည်းဖြစ်ပါတယ်လို့ AA နဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။လက်ရှိ RK တပ်တော် AA နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းအတွင်းကအမ်ပဒန်လမ်းပိုက်မှာတော့နေရီကန်ဖြူဟာကုန်းစက္ကန့်တစ်ခုသာကျန်ရှိတော့တာဖြစ်ပြီးဗဒန်တပ်နယ်မှာအမှတ်905အမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမှတ်385အမြောက်တပ်ရင်နဲ့အမှတ်၄၀၉အမြောက်တပ်ရင်တို့ရှိနေတာလည်းဖြစ်ပါတယ်။ နိုင်ရကံပြူဟာကုန်းတိုက်ပွဲတွင်မှကစင်ကလျာထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်းအေအေကလက်ရဖမ်းဆီးမှုတွေရှိနေတယ်လို့အလံဖြူထောင်အလင်းဝင်ရောက်မှုတွေဇက်တိုက်ရှိနေတယ်လို့လည်းအရက်ကတက်တော့အေအေကပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့မှာထုတ်ပြန်ချပါရယ်